တကယ်ချင်းများအားလုံးပဲမိင်္ဂလာပါဖူတာအိပိုင် HK မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတခါတော့ပဇွန်မြင့်ချင်မောင်းချင်ငယ်ဆက်လေးကြိုစားဖြစ်တာကိုပြန်ပြီးမျှဝေလိုက်ပါတယ်နော်ဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပြီးတော့ကြည့်ရှုပြပါဦးရင်ဦးဆုံးပဇွန်ကိုအခွန်ခွာပြီးတော့တရားသက်စင်ထားပါမယ်နော်ပြီးရင်စားအချုံမုံဆနွင်းထည့်ပြီးတော့အရသာနှက်ထားပါမယ်ပဇွန်ရဲ့နောက်ကြောကအမေကြောလေးတွေပါတခါလေးဖယ်ထားပါတယ်နော် ရှင်မောင်ရွက်ရင်ပြီးရင်မြစ်ပြုတ်ပြီးသားစစ်သွန်ဒီစစ်သွန်ဖြူမြို့တီ6တို့လိုအပ်ပါတယ်နော်စစ်သွန်ဒီစစ်သွန်ဖြူမြို့တီ6ကိုအရင်တခြားလေးညက်အောင်ထောင်းထားပါမယ်ပြီးရင်စီပူလာပြီဆိုတာနဲ့မြို့တီထောင်းထားလေးကိုထည့်ပြီးတော့စီရင်တတ်ပါမယ်နော်စနွင်းထဲမှာပြီးရင်အစိမ့်မုံ ခြင်ပေါင်ရွက်လေးထည့်ပြီးတော့တစ်ခါရင်နှမ်းတော့အောင်မွေလိုက်ပါမယ်နော်ရေလေးနည်းနည်းထည့်ပါမယ်ခြင်ပေါင်ရွက်လေးတွေအကုန်လုံးနှမ်းလာပြီဆိုတာနဲ့မြင့်ပြုတ်ပြီးသားလေးကိုထည့်ပါမယ်နော်ရတာအနေနဲ့ချုံမုံစားနေနေထည့်ပါမယ် ရေလေးနည်းနည်းထပ်ထည့်ပြီးတော့ဖုံးလေးအုပ်ပြီးတော့ချက်ထားလိုက်ပါတယ်နော်ဒီလိုမျိုးစုပွက်လာပြီးတော့ရေလေးနည်းနည်းခဲလာပြီဆိုတော့ရေထပ်ထည့်ပါမယ်နော်ရေကတစ်ခါရေးထည့်လေးရပါတယ်ပြီးရင်ပစုံအရသာနှစ်ထပ်လေးထည့်မယ်ငပိပါထည့်ပါမယ်နော် အရသာထပ်လို့လို့စားစားချုံမုံနည်းနည်းထပ်ထည့်ပါတယ်နော်ပြင်းရင်နည်းနည်းထည့်ပြီးတော့ဖုံးလေးအုပ်ပြီးတော့ပစုံလေးတွေချက်လာတဲ့အထိချက်ထားလိုက်ပါမယ်။ပစုံကဒီလိုမျိုးလေးကွေးသွားပြီဆိုတာနဲ့ချက်ပါပြီနော်။ဒီကနေ့ကျလို့ရှိရင်ငြိုသီးအစိမ့်လေးတွေခွဲထားတာလေးထည့်ပါမယ်နော်။ လိုနေတာဆိုလို့ရှိရင်တော့ရပါပြီเนาะဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပြီးတော့ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်เนาะ Bye bye